ဒီเจ้าကတော့ခရင်လူမျိုးတွေအများအပြင်ကြီးညိုကိုးကွယ်တဲ့ဘုံเจ้าတွေเจ้าလည်းဖြစ်တယ်ဗျာเนาะကျွန်တော်တို့ဒီဘုံเจ้าဘက်မှာရောက်လာပြီဆိုရင်ပထမအဦးဆုံးတွေ့ရမှာကရောက်တော်မူဘုရားပေါ့ဗျာเนาะကဲကျွန်တော်ရမိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရမိတ်ဆွေတွေကိုခရင်လူမျိုးတွေအများဆုံးယုံကြည်ကိုးကွယ်ရတဲ့ဘုံเจ้าတွေเจ้าကိုကျွန်တော်ခေါ်လာဖို့မှဖြစ်ပါတယ်ဒါကတော့ဒီကနေ့ကိုးကွယ်ခဲ့တဲ့ဆရာတော်ပေါ့ဗျာ ဒီနေ့ကကျွန်တော်လာတာ ਨੇ တက်တိုင်ဆန်ဆန်ပြတော့ဒီမှာပွဲဖြစ်တယ်ဗျဘုရားကဟိုအပေါ်မှာတက်လာဘုရားကဟိုအပေါ်မှာရှိတယ်ဟိုတောင်ပေါ်မှာကျွန်တော်နဲ့အတူဘုရားကိုလည်းပူကြမယ်ဗျာနော်ခုနကကျွန်တော်ကဟိုဆိုင်ကယ်နဲ့တက်သွားမလို့ပေါ့နော်ခုနကကရင်ဖွာကြီးတယောက်ကိုမေးကြည့်တော့ကရင်ဖွာကြီးကပြောတယ်ဒီဘုံကြောင်းဟာဆိုရင်လေကားနဲ့လည်းတက်လို့လည်းရတယ်တဲ့ဟိုလေကားလည်းလာတယ်ပေါ့နော်သူပြောတာဟုတ်လားမဟုတ်လားတော့မသိဘူးဗျာနော်ကျွန်တော်တက်တော့ကြည့်မယ်ဒီကြောင်းကကရင်လူမျိုးတွေတော်တော်လေးကို ချင်ယူတဲ့ကြောင်ဖြစ်တယ်ဗျာနော်ကားနဲ့ဆိုင်ကယ်နဲ့တက်လို့လည်းရတယ်ဗျာဟိုဘက်ကနေပတ်ပြီးတက်တော့လို့ရတယ်အားကျွန်တော်တို့တက်တော့ကြည့်မယ်နော်လေကားနဲ့လေကျွန်တော်လေကားနဲ့တက်မယ်ဆိုရင်အဲ့လိုမျိုးလေးတွေရှိတယ်ဗျာနော်လေကားကတော့စိုးပဲဟဲ့ဒီကြောင်ကလည်းတက်ပေတာပဲနော် ဒီเจ้าနေရအကြိုက်ဆုံးကတော့တစ်ပင်ပဲပြကျွန်တော်ကတော့အလုံးခုနကရင်မလေးတွေတော့ဖရားဘွားနေစင်းလာဒါကျွန်တော်တို့တက်သွားမယ်ဆိုရင်ဒီလိုမျိုးငကလန်းနဲ့ဖရားရဲ့ရက်တော်မူတဲ့ရုပ်ထုတော်နဲ့လှုပ်ထားတဲ့လမ်းကိုကျွန်တော်တို့တက်သွားရမှာဖြစ်ပါတယ်ဒီเจ้าကိုလာတဲ့လူတွေအများဖြစ်ကတော့ကရင်လူမျိုးတွေပဲများတယ်ဗျာနော်လေကနဲ့တက်မယ်ဆိုရင်လေခွေလျာတီလေးတွေကြာနေတော့နင်းမရင်တိတ်တော့အဆင်မပြေဘူးဗျာနော်เจ้าကတော့မရောက်နေဘူးဗျာဒါပေမဲ့လေကအရန်တက်ပဲတယ်ဗျာ ဟိုဟိုဒီเจ้าကိုလာရတာလဲတော်တော်လေးကိုဝေးတယ်ဗျာနော် ကျွန်တော်တို့ဒီဖုန်းเจ้าဘုံမှာရောက်လာပြီဆိုရင်ပထမဦးဆုံးတွေ့ရမှာကလျောက်တော်မူဖရာပေါ့ဗျာเนาะလျောက်တော်မူဖရာကတော့မြမလက်မှုနဲ့လှုပ်ထားဒီလိုမျိုးခံစားရတယ်ပေါ့ဗျာเนาะလျောက်တော်မူဖရာတော့တော်တော်လေးကိုတတ်ပြပါတယ်ဗျာเนาะကျွန်တော်လျောက်တော်မူဖရာကနေပြီးတော့ဆက်တက်သွားမယ်ဆိုရင်ဇေဒီနဆူရှိတယ်ပေါ့ဗျာเนาะဇေဒီအဖြူတဆူနဲ့အဝါတဆူရှိပါတယ်ဒီနေ့ကျွန်တော်လာတာကအဲ့ဒီဇေဒီရဲ့တင်ကန်းလဲတဲ့နေ့ဖြစ်တယ်ဗျာเนาะအဲ့လိုမျိုးလာတိုးတော်လူတွေကလည်းတော်တော်များတယ်ဗျာเนาะ ကျွန်တော်တို့လျှောက်တော်မူဘုရားကနေပြီးတော့ဆင်းလာပြီးဆိုရင်ဒီလိုမျိုးစေတီဖက်မှာတက်ဖို့အတွက်ပေါ့နော်ဒီလိုမျိုးလေကားလေးလောက်ထားပေးတာရှိတယ်ဗျ။အကြက်တော်မူဘုရားရုပ်ထုတော်နဲ့လောက်ထားတဲ့လေကားကိုကျွန်တော်တို့တက်လာရမှာဖြစ်ပါတယ်အဲ့လိုမျိုးလေးတွေပေါ့ဗျာနော်။ကျွန်တော်တို့ဒီစေတီပေါ်ရောက်သွားပြီးဆိုရင်စေတီကတော့နဆူရှိတယ်ဗျ။အဲ့ဒီစေတီနဆူရဲ့ကြားမှာဆိုတဲ့ဒါလေးလောက်ထားပေးတာရှိပါတယ်။ စီဒီနဆူကိုသွားဖို့အတွက်ကူတွားကူလာလို့ရတယ်ဗျနော်စီဒီပေါ်မှာဆိုရင်ယူကြည့်တဲ့နေရာတွေအကျယ်ကြီးရှိပါတယ်ဆောင်းတွင်းဆိုရင်တိမ်ပင်လေတွေနဲ့တွေ့ရမှာဖြစ်ပါတယ်အခုကျွန်တော်လာတာနူရာဒီဖြစ်တဲ့အတွက်တိမ်ပင်လေတော့မရှိတော့ဘူးဗျာနော်အเจ้าပေါ်မှာရောက်လာပြီဆိုတော့ဘုရားနဲ့ပါဒီကတော့လိုက်မယ်ဘုရားကတော့ပြီးတော့လည်းကျွန်တော်ရမိတ်ဆွေတွေကိုဒီမြို့မှာရှိတဲ့ view တွေပေါ့ဗျာနော်ကြည့်လို့ရတဲ့နေရာလေးတွေတော့ပြပြပေးမှာဖြစ်ပါတယ် ဒီဖုန်းကြောင်းဟာဆိုရင်လမ်ပွန်းခရိုင်လိမျိုးနယ်ထဲမှာရှိတယ်ဗျနော်ဒီမြို့ရဲ့နာမည်ကလည်းကရင်လိုမြို့ဘာသာပြန်မယ်ဆိုနည်းနည်းလေးတော့အထူးဆန်းတယ်ဗျအတိတ်ပဲတည်ကျင်တော့ဒီကွန်မတ်မှာဝင်မေးကြီးပေါ့ဗျာနော်လိဆိုတဲ့ကရင်စကားအတိတ်ပဲရပြလို့လဲဆိုတာတော့ view ကြည့်တဲ့နေရာမှာရောက်လာပြီဆိုရင်လေတူကနေပူပဲဗျာတူကလေအမြဲတမ်းတိုက်တော့လေအေးနေလို့ပဲဗျာဒီနေရာနော်ဒီပတ်ဝန်းကျင်မှာဆိုရင်ကရင်နဲ့တက်ပဲဗျာနော်ကျွန်တော်လည်းသွားတဲ့နေရာတိုင်းမှာကရင်ရှိတဲ့နေရာပဲသွားဖြစ်တာများတယ်ဗျာနော်ဒီကြောင်းကတော့ကရင်လူမျိုးတွေအများအားဖြင့် ကြီးညိုကိုကိုွယ်တဲ့ဘုံเจ้าတို့ကြောင့်လည်းဖြစ်တယ်ဗျာနော်တော်တော်လေးကိုတတ်ပြပါတယ်ဗျာကျွန်တော်တို့တက်လာတဲ့ငကားလမ်းမှာဆိုရင်လည်းဖရာရုပ်ထုတွေနဲ့လှုပ်ထားပေးတာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်အပေါ်မှာရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့မြင်ကွင်းကျက်ကျက်ရှုကင်းမျိုးတွေကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးတက်လိုက်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးစိတ်အကျမှချင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းနေတဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးတက်လိုက်ရခြင်းဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါ